ကဲညနေအတွက်ပေါ့နော်ညနေအတွက်ကြည့်မယ်ဆိုရင်ကျွန်တော်တို့အဲဘယ်လိုမှအောင်ဆုံးဘယ်လိုမှအောင်ဆုံးနေနဲ့ကျွန်တော်တို့ဝမ်ချင်းကိုရင်စကြည့်ပါနော်ဝမ်ချင်းဝမ်ချင်းရကြတော့ဒီ996ပေါ့နော်ဒီ6ရဲ9ရဲ9ရဲဒီ6 9 9 9 6က အဲအိုက်ကောင်မဟုတ်သေးဘူးနော်အိုက်ကောင်နဲ့ရှေ့ကြအဒီဒီရပဲစားလိုက်ပါနော်ဒီဒီရနေစားတကူရှစ်ပေါ့နော်တကူရှစ်ပေါင်းချင်းရရှေ့ရရှစ်သုံးဝန်းချင်းရှစ်သုံးဝန်းချင်းဆိုသုံးညနေပိုင်းကျွန်တော်တို့စားညီးတယ်ပေါ့နော်နောက်တစ်ခုကကြာတော့ဒီမှာကြာတော့9 56 56ကြတော့6တိဝန်းချင်းပေါ့နော်6တိဝန်းချင်း ဆိုတော့ဒီမှာကျွန်တော်တို့တင်းကြီးတယ်ဗောနော်တင်းကြီးတယ်တခါဒီမှာကျွန်တော်တို့64 D1 ချင်းတော့64 D ပေါင်းချင်းဗောနော်ပေါင်းချင်းဆိုတော့ဒီရဒီ6ဝန်းချင်းပဲเนาะဒီ6ဝန်းချင်းနေရ6ညီတခါဒီမှာကျွန်တော်တို့55 55ခွန်ပေါင်းတော့ခွန်ရခွန်နေဝန်းချင်းเนาะခွန်နေဝန်းချင်းခွန်နေဝန်းချင်းနဲ့ဗာညီလဲဆိုရင်ခွန်ညီเนาะတခါကျွန်တော်ဒီမှာ18ခွန် ပေါင်းတယ်ဗောလို့တိရှိကုံပေါင်းခြင်းอ่ะ600เนาะတိရှိကုံပေါင်းခြင်း600เลย6ติวันခြင်းဒါဆိုရင်ကျွန်တော်တို့ဒီမှာ6ညဗောเนาะ66ထွက်တဲ့အခါကြတော့ဒါကအဲ့ဒါဆိုဒီမှာ3ည46ပေါင်းတော့ဒါ3ည5ဝန်းခြင်းဗောเนาะ3ည5ဝန်းခြင်း3ည5ဝန်းခြင်းဆိုတော့သူကဒီမှာ3ညညเนาะဒါဆိုရင်မနေ့ကကျွန်တော်တို့ဒီမှာ3ည5ထွက်တယ်ဗောเนาะ3ည5ထွက်တယ် ဒါဆိုရင်ကျွန်တော်တို့ဒီမှာ၄ရက်၅ရက်၃ရက်ပေါ့ကိုနော်ကို6ဝန်းကျင်ကို sorry ကို၄ဝန်းကျင်ကို၄ဝန်းကျင်ဆိုတာရတယ်နော်ကို၄ဝန်းကျင်အဲ့တော့ဒီမှာစပြီးရတာကဝန်းကျင်ဒီကိုထက်၄ချိန်ဆိုတာရှိတယ်နော်ညနေအတွက်ဟိုတက်၄ချိန်ညနေအတွက်ရှိတယ်ပြီးရင်ကျွန်တော်တို့ဒါကိုဖြောက်လိုက်ပြီးတော့တခါညနေအတွက်ကျွန်တော်တို့ပြန်ကြည့်မယ်နော်ဒီမှာတော့၃ရက်၅ဆိုတော့ပြန်ရေးလိုက်အောင် ော့၃ညကပြန်ရင်ပဲကဲဟုတ်ပြီဒါဆိုရင်ဒီမှာရောင်ပြောင်းမနေနဲ့သွားပဲဒီကောင်ကဒါနဲ့သွားပဲเนาะသူကဘယ်ကနေစပြီးပြေးမလဲဆိုဒီမှာခုံခုံပေါင်းခြင်းကနှလုံးပေါင်းတယ်เนาะခုံခုံနှလုံးပေါင်းခြင်းဒီကျွန်တော်တို့ဒီမှာ၄ရရတယ်เนาะပေါင်းခြင်း၄ပေါင်းခြင်း၄ရတယ်တခါဒီမှာ၈၆ပေါင်းခြင်းဒီလဲကျွန်တော်တို့နှလုံးပေါင်းခြင်းဒီ ပေါင်းရင်းဒီ၄ရမယ်နော်ပေါင်းရင်း၄ရမယ်ဟုတ်ပြီနော်၄ဖြစ်နေတယ်တခါဒီမှာကျတော့၄၃ညာပေါင်းရင်းကကျွန်တော်တို့၄ရတယ်နော်အဲပေါင်းရင်းဒီကျွန်တော်တို့ပေါင်းရင်း၄ရမယ်ကဲဟုတ်ပြီဒါဆိုရင် နောက်တစ်ခုကျွန်တော်တို့ဒီမှာဒီမှာ၄ထပ်ဖြစ်မယ်ဆိုရင်၅ရှိရတဲ့ကျကျွန်တော်တို့၄ဖြစ်ဖို့လည်း၉ထည့်มาရမယ်နော်ကိုထည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ပေါင်းရင်းကျွန်တော်တို့၄ဖြစ်ရမယ်ဘောနော်ပေါင်းရင်း၄ဖြစ်မယ်အဲကဲဟုတ်ပြီအဲ့ဒီနီးနေကျွန်တော်အဲ့ဒီနီးနေကျွန်တော်၄ထိတ် เนาะ၄ထိပ်၄ထိပ်ရပဲဗောနော်ခုနတော့ဂီးဒီကိုလေးဝန်ကြီးအခုဒီမှာဒီဟော sorry ၉ထိပ်เนาะဒီကလေးဘာသာကရောင်ရောင်ကြီးမှားပြောမိတာတွေပဲရှိတယ်ဆိုတော့ဒါလေးကတော့ဒီကလေးဖြစ်တဲ့တဲ့သဘောဗောနော်အဲ့တော့၉ထိပ်ရတယ်ဗောနော်၉ထိပ်ရတဲ့အခါကျတော့ကျွန်တော်ဒီမှာကြည့်မယ်ဆိုရင်ထိပ်စီးဒီကျွန်တော်တို့၉ဆိုတာရပါမယ်တက်စီကိုရမနာအောင်မှတ်ထားလိုက်ပေါ့နော်။ကဲဟုတ်ပြီ။နောက်ထပ်ကျွန်တော်တို့ဘာရှိမလဲ။ဆိုတော့ ဝမ်းကျင်းနောက်တစ်ခုကြည့်မယ်ပေါ့နော်ဝမ်းကျင်းနောက်တစ်ခုကဘယ်လိုမျိုးပေးနိုင်တယ်လဲပေါ့အဲ့ဒါကကျွန်တော်တို့ဒီနားပါပေါ့နော်ဒီ၄၅ရေဒီ၃ရေပေါ့လား၄၅ရေ၃ရေပေါ့လား၄၅၃ပေါ့တော့ကျွန်တော်ပါရလဲဆိုနှစ်ရတယ်နော်နှစ်နှစ်ခတ်ဒီ၄၄နှစ်လေးနှစ်လေးတည်းက၄ပေးတယ်နော်၄ပေးတဲ့အခါကျွန်တော်ခုံခုံပေါင်းတော့လေ၄နော် လေလေးနဲ့ဒီက9နဲ့ပေါင်းတော့ကိုကိုရဲ့နှက်ခတ်ဒီ600เนาะကိုနှက်ခတ်600ရဲ့6ပြီးတယ်တခါဒီမှာကြတော့ကျွန်တော်တို့တခါဒီမှာကြတော့66ပေါင်းတော့ညညညအဲ2 2နဲ့ဒီရရှင်းနေပေါင်းတော့ တုံညာနော်နော်အဲ့တော့တုံညာရဲ့နက္ခတ်ဒီခွန်တုံညာခွန်ဝန်ကျင်းဒီထဲကကျွန်တော်တို့တုံညာပြီးတယ်နော်တုံညာပြီးတယ်၄ပြီးတယ်၆ပြီးတယ်တုံညာပြီးတယ်ပေါ့နော်ဒါဆိုရင်ညနေအတွက်ကျွန်တော်ဒီမှာကြည့်မယ်ဆိုရင်ဒီ၄ရယ်တုံညာပေါင်းတော့၄တခါ၄နဲ့၄နဲ့ပေါင်းတော့၈တော့၈တဝန်ကျင်းဆိုတာရရှင်းတဲ့ချင်းရှိမယ်နော်၈တချင်းရှိတယ်၉လေးချင်းရှိတယ်နော် 6ထိပ်ရှိတယ်။ကဲဟုတ်ပြီအဲ့တော့ဒါတွေသာထားပြီးတော့နောက်ထပ်ကျွန်တော်တို့အပိတ်တစ်ခုနော်ကြည့်ကြည့်မယ်ပေါ့အပိတ်တစ်ခုကြည့်ကြည့်တဲ့ခါကျတော့သူကဒီနားမှာဒီမှာက395ထည့်လိုက်အောင်ပေါ့နော်395ထည့်လိုက်ပြီဟုတ်ပြီဒါကိုအညီလေးနဲ့ကျွန်တော်တို့ဝိုင်းပြီးတော့ကြည့်ဒီမှာကကျွန်တော်တို့တစ်ပေါ့နော်တစ် sorry 300เนาะ300ဖြစ်ဖို့အတွက်ဆိုရင်เนี่ย သူကဒီ၃လုံးပေါင်းတယ်ပေါ့နော်ခွန်ခွန်၆၃လုံးပေါင်းတော့သူက၃ညလာဖြစ်ပြီးသားတယ်နောက်တစ်ခုကျွန်တော်ဒီမှာ၄ပေါ့နော်ဒီ၄၄ပြုတ်ဖို့အတွက်ဆိုရင်လည်းဒီမှာ၈၆၃ညဆိုပြီးတော့သူက၄ဖြစ်ပြီးသားတယ်အခုမနေ့မှာကျွန်တော်၃ညထိကြည့်လာဒါဆိုရင်၃ညဖြစ်ဖို့အတွက်ဆိုရင်၄၃ည6เนาะ6ဆိုပြီးတော့เนาะဒါဒီကျွန်တော်တို့ တုံညာဖြစ်မယ်ပေါ့နော်တုံညာဖြစ်တုံညာလေးတုံညာတုံညာလေးတုံညာအဲ့ဖြစ်မယ်ဆိုရင်6အပိတ်ရှိတယ်ပေါ့နော်6ပိတ်ရှိတယ်ကဲဟုတ်ပြီနော်နောက်တစ်ခုကကြတော့ဒီ6ပိတ်နဲ့ပတ်သက်လို့ပေါ့နော်နောက်ထပ်အဲတွေ့တာလေးတစ်ခုရှိအောင်ပေါ့နော်အဲ့ဒါဘယ်လိုလဲပေါ့နော်ဘယ်လိုလဲဆိုရင်ဒီကောင်လည်းပဲပြန်ကြည့်မယ်ပေါ့နောက်တစ်ခုကကြတော့အဲသူကဘယ်လိုမျိုးသွားမလဲပေါ့နော်အဲ့တော့သူကဒီ3လုံးပေါင်းခြင်းကတဲ့ ဒီသုံးလုံးပေါင်းခြင်းကဒီမှာဒီမှာဆိုရင်64 5ပေါင်းတယ်ပေါ့နော်65ပေါင်းတော့9เนาะ9ရဲ့ပါဝါ3ညဖြစ်ရမယ်ပေါ့နော်ဒီ3ညဖြစ်ပြရဒီ3ညဖြစ်ဖို့အတွက်ဆိုရင်လည်းကျွန်တော်တို့ဒီမှာเนาะ3ညဖြစ်ဖို့အတွက်ဆိုရင်ဒီမှာခွန်ခွန်6ပေါင်းခြင်းဒီ944 6နဲ့ပေါင်းတော့3ညဖြစ်တယ်เนาะအဲ့တော့ဒီ3ည လာဖြစ်တယ်ပေါ့နော်အဲ့တော့ညာဖြစ်တယ်တခါကျွန်တော်တို့ဒီမှာငါးခွန်ခွန်ပေါင်းတော့ပါရတယ်ခွန်ခွန်ပေါင်းတော့လေလေးနဲ့ငါးနဲ့ပေါင်းတော့ကိုးနော်ကိုးရဲ့ပါဝါဒီကျွန်တော်လေးဒီလေးဖြစ်ရမှာပေါ့နော်အဲ့လေးဖြစ်ဖို့အတွက်ဆိုရင်ကျွန်တော်တို့ဒီမှာ6 6တုံညာပေါင်းတော့4เนาะအဲ့တော့ဒီ4ဖြစ်တယ်เนาะဒီ4ဖြစ်တယ်တခါဒါဆိုရင်ကျွန်တော်တို့ဒီမှာ6 6 ဒီမှာတရှိ6ပေါင်းလို့ပါရတယ်တရှိ6ပေါင်းလဲ6ပေါင်းလို့လေးလေးနဲ့တဲ့ပေါင်းတော့9ဆိုတော့9ပါဝါဒုံညဆိုတော့ဒီဒုံညဒီဒုံညဖြစ်ရမယ်ဘောနော်ဒီဒုံညဖြစ်ရဒါဆိုရင်လည်းကျွန်တော်ဒီမှာဒုံညဖြစ်ဖို့လို့ဆိုရင်4ဒုံည6ထဲမှာသာလင်ကျွန်တော်တို့ဒုံညဖြစ်မယ်เนาะအဲ့တော့ခုနကတော့အဖိတ်နဲ့ခုနကတော့အဖိတ်ဆိုင်နဲ့เนาะတွားပြီးတော့ တူနေတယ်ဗောနော်အဲ့လိုဒီ၄၃ည၆ဖြစ်ပါသားလင်ဒီ၃ညဖြစ်ပါနော်၃ညဖြစ်ပါဆိုခုနကတော့လည်း၆ဘိတ်အခုလည်း၆ဘိတ်ရတယ်ဗောနော်အဲ့တော့၆ဘိတ်ကနောက်ထပ်တစ်ဆိုင်တော့ရှိသေးတယ်နော်အဲ့တော့ထားလိုက်တော့အဲ့တော့အဲ့ဒါထားလိုက်တော့ညနေခင်းအတွက်ကျွန်တော်ပြောရအောင်နော်တွဲမယ်ဆိုတော့ကျွန်တော်ညနေပေါ့28ရက်နေ့ညနေနော်ညနေ28 4 28ညနေပေါ့နော် ညနေတည်းဆိုရင်ညညပိုင်းပေါ့ကျွန်တော်တို့ကဘာရှိလဲဆိုရင်ကိုးထိတ်ရှိရနော်ကိုးထိတ်ရှိတယ်နော်ကိုးထိတ်ရှိတယ်ကိုးလေးချင်းရှိတယ်ကိုးလေးချင်းရှိတယ်ရှစ်တချင်းရှိတယ်နော်ရှစ်တချင်းရှိတယ်နော်6ဘိတ်ရှိတယ်6ဘိတ်ရှိတယ်အဲ့ဒါဟုတ်ပြီအဲ့ဒါတွေကိုကျွန်တော်တို့တွဲပါပဲဗောနော်အဲ့ဒါတွေတွဲမယ်ကိုးလေးချင်းနဲ့ရှစ်တချင်းနဲ့ရင်တွဲမယ်ဗောနော် ကိုလေးချင်းနဲ့ရှိတိချင်းနဲ့ကိုရင်တွဲမယ်ဆိုရင်ကိုရှိကိုဒီတကားကို6เนาะကို6ရှိမယ်နောက်တကားကျွန်တော်တို့ဒီမှာကို6ကိုဒီကို6အဲ့မှာဘာထည့်တင်လဲဆိုရင်ကျွန်တော်တို့90ဆိုတာဘာထည့်တင်ပါလဲเนาะ90ထည့်တင်တယ်နောက်တစ်ခုကကြတော့4နဲ့ပတ်သက်လို့48.4ဒီ 46အဲ့မှာကျွန်တော်40ဆိုတာထည့်တင်တယ်ပေါ့နော်ထည့်တင်တယ်အဲ့တော့6ပြီးနေတကယ်လို့ကိုးထိတ်မလာခဲ့ဘူးဆိုရင်ကိုးလေးဝိုင်းချင်းလည်းရှိတယ်တကယ်လို့မလာဘူးဆိုရင်လည်းတခြား8ချင်းနဲ့6ပြီးနေတွဲမဲ့ဆိုရင်86เนาะ16ဆိုတာရှိပါတယ်เนาะ86 16ရှိခဲ့တာပါပဲပေါ့နော်အဲ့ဒီကောဒီပဲဖြစ်တယ်အဲ့ဒီကောဒီတွေမှာဘေကောင်လေးတွေတကောင်းမလဲပေါ့နော်ဘေကောင်လေးတွေကောင်းမလဲဆိုရင်ဟို ဘယ်ကောင်ကောင်းလဲဆိုရင်96เนาะထိုးတင်တယ်98 98เนาะတခါကိုယ်နဲ့ပတ်သက်လို့ကတော့ပိုပြီးတော့ထိုးတင်တယ်ပေါ့အဲ့လေးကွယ်လုံးဒီမှာ၄နဲ့ပတ်သက်လို့ဆိုရင်ကျွန်တော်တို့46ထိုးတင်ပါတယ်40ထိုးတင်တယ်เนาะနောက်ပြတော့ဒီ86 16 48 41 41လည်းထိုးတင်ပါတယ်เนาะအဲ့ဒီ86ရယ်16ရယ်48ရယ်ဒါကတော့ရန်လိုက်ပေါ့ဗျာเนาะရန်လိုက်ပေါ့ ကြည်ချမ်းတဲ့ဒီမှာတကွယ်နှစ်ကွယ်သုံးကွယ်လေးကွယ်ငါးကွယ်ခြောက်ကွယ်ခုနှစ်ကွယ်ကတော့ဒါအဓိက main နေနေပေါ့နော် main နေနေထိုးတင်နေပေါ့နော် main နေနေထိုးတင်နေအဲတကယ်လို့ main နေနေမှာထပ်ရွေးပါဆိုရင်တော့ထပ်ရွေးရမယ်ဆိုရင်ကျွန်တော်တို့ဒီမှာ main လေးကွယ်ရွေးမယ်ပေါ့နော် main လေးကွယ်ရွေးမယ်ဆိုရင်ဒီမှာ၄6 4640เนาะတကယ်တော့၄တက်လည်းယူရမှာ96 တိเนาะအဲ့ဒါတွေကို90ဒါလည်း main နေပေါ့เนาะ main ဟိုအဆုံး98 98 4တရဒူ main နေတယ်တကယ်တမ်းကြိုက်တာတော့98ကိုထားခဲ့ရင်ထားခဲ့ရင်ဒီကောင်း48ပါ main အနေနဲ့ထားပြီးတော့ channel တကွတ်နှစ်ကွတ်သုံးကွတ်လေးကွတ်ကိုအရန်ထိုးပေါ့เนาะဒီဟာကတော့ဒီ6ကွတ်ကတော့ main ဖြစ်တယ်ပေါ့เนาะကဲဟုတ်ပြီအဲ့တော့ညနေခင်းကိုလည်းဆက်ပြီးတော့ခံကောင်းနိုင်ကြပါလေအဲ့တော့နောက်တစ်ခုကတော့ဒီမွေးလေးကွက်ပဲเนาะမွေးလေးကွက်ရဲ့ ဒါလေးလုံးခွေရဲ့ဒါကတော့အပတ်စဉ်ထုတ်နေကြတာပေါ့နော်မွေးလေးခွေရှိတယ်လေးလုံးခွေရှိတယ်တော့အရင်တော့ကတော့ပေါက်ပေးပေးတယ်ပေါ့နော်ခုနောက်ပိုင်းတော့ပေါက်ပေးမပေးတော့ပါဘူးဒီယူယူချင်တဲ့လူကကြတော့ငွေသွင်းပေါ့နော်ငွေသွင်းပြီးတော့လာယူနိုင်တယ်တကယ်လို့ကနေမထွက်ခဲ့ရင်ကျွန်တော်ငွေပြန်ပို့မယ်ပေါ့နော်ဘာလို့အဲ့လိုလုပ်လဲဆိုရင်တချို့ကြတော့ဒါယူပြီးတော့မထိုးပြပါဘူးလို့ တော့မရလိုက်ပါဘူးလို့ဒါမျိုးတွေဒီ area ကဒီမွေးလေးပဲဆိုရင်မွေးထူရတာလေးလုံးခွေဆိုလည်းလေးလုံးခွေတော့ကြောက်လိုက်နေရတာဖြစ်တဲ့အတွက်ကြောင့်တချို့ကကြတော့ဒါဂရိမတီးတဲ့သူတွေများတဲ့အတွက်အဲ့လိုမျိုးမပြေးတော့ဘူးတကယ်လို့လူကျင်တဲ့လူကြတော့ငွေသွင်းရမယ်ငွေသွင်းပြီးမှကျွန်တော်တို့ screen shot ပြပြီးလာယူလို့ရပါတယ်ကဲအားလုံးပဲညနေခင်းကံကောင်းကြပါစေ